ကုတ်သဒ္ဒရာကိုပြန်စစ်ပေါ်သဒ္ဒရာခိုင်မာရင်ဘုရားတော့ချမ်းသာတယ်လို့ဒီလိုပြောဘုရောမေတ္တရဏအညာနဲ့ဒီဗုဒ္ဓသဒ္ဒနာကိစ္စာမိဘုရားကိုကိုးကွယ်ပါ යි ဘုရားကလွတ်လို့တခြားမကိုးကွယ်ပါဘူးလို့သူတော်ကောင်းဒီဗဇက်ကတော့မဆိုးလားဘဇက်ကဆိုတာနဲ့ခန္ဓာကိုယ်နဲ့ရောကြိုက်သလားအဲ့ဒါပြန်စစ်ပြောတာဗုဒ္ဓမေတ္တနာအညာနတ်ထီဖယားကလွယ်မကိုးကွယ်ပါဘူးလို့ပြောကြပေမဲ့လို့ ကိုယ်အိမ်ကိုမြတ်တရားပြန်စစ်ပေါ့ဖះကလွယ်ချားဘာရှိသေးတယ်လဲကြည့်လိုက်အိုးဟုတ်လားရှိလားသိကြလားဥစဉ်ရတော့မယုံဘူးဘောရောမေတ္တနာအញ្ញာဏတ္တိဖះကလွယ်မကိုးကွယ်ပါဘူးလို့ပြောကြပေမဲ့လို့ပြိသိဥစဉ်တို့ဝါကောင်လဆိုရင်မန်းလေးတောင်ရဲ့မြောက်ဖက်ကိုကားတွေကိုတန်းတနေငံလုံးကသွားတာမို့လားဘယ်သွားကြ ဖယားကလွဲ၍မကိုးွယ်ပါဟုတ်သေးလားအဲ့ဒါပဲစမ်းသပ်ခံနိုင်လားဆိုတာအဲ့ဒါပြောတာမန္တလေးလေးကျော်အဖွဲ့ဥသိင်းရွာဥသိင်းစောက်ထားတဲ့ဆေးုံထဲမှာသူတို့ကတားဖွားဆောင်နဲ့ခွဲစိတ်ဆောင်စောက်ဖို့ဝေလားလူကြအဲ့ဒီအချိန်ဥသိင်းရဲ့အမိတ်အိမ်မှာသူတို့ကိုအဲ့ခန္ဓာပေါ့သမင်ကျွေး ထမင်းကြွေးတော့လူကများတော့ထမင်းတိုင်းတွေတန်းလေးတွေတန်းရတော့မလွတ်မလပ်နဲ့လူတယောက်ကအမေတင်ထားတဲ့ညောင်ညင်အိုးလေးဝင်ခလုတ်တိုက်ကြောနဲ့တိုက်မိတာပေါ့လေသူ့ညောင်ညင်အိုးလေးကလည်းဒီကျမ်းပြင်ပေါ်မှာတင်ပြီးအိုးလေးသုံးလုံးနဲ့အုံဒီလေးကချိတ်လို့တော်လောင်လေးလေဘာလဲတော့မသိဘူးသူကလေဘေးကရေးထားတဲ့အိမ်တွင်းခုနှစ်ဖောတို့ဘာတို့ပုံလေးတွေလည်းချိတ်ထား อืมဘုန်းကြီးလည်းဘေးသာခေါ်တာသူ့မိတော့ခေါ်ရဟာမတူဘူးတဲ့သူကလေဦးစင်မိလည်းအဲ့ဒါမျိုးလေးရှိတယ်ဗျာအမေရလို့အိမ်လည်းကျင်းသေးတယ်လို့အဲ့ဒီအိမ်ကြီးဖြတ်ပြီးတော့ဦးစင်ကဆောက်ပေးထားတယ်အိမ်ဆောက်ပြီးဒါမတက်တော့ဘူးအောင်မင်းနဲ့အိမ်သစ်မတက်ခင်အဲ့ဒါပြန်ရောက်နေပြန်ရောက်သူ့အကြီးကလေရှင်သေးရှင်သေးဟာပြည့်တဲ့တောတို့ရဲ့ဘယင်မော်လား ရှင်သင်များဟောက်လိုက်ရင်ပြိတဲ့တချို့သမင်ကခါတော်ကျိုးတဲ့မပြေးနိုင်တော့ဘူးလေလေကြောက်လွန်းလို့နော်ဒါပေမဲ့အဲ့ဒီရှင်သင်ကတော်ထဲမှာပြိတဲ့တရိတ်ဆန်တွေရဲ့ဘယင်ဖြစ်ပေမဲ့လို့သူ့ခေါင်းကိုက်နေတဲ့တန်ကြသူလည်းမတတ်နိုင်ဘူးတဲ့အဲ့ဒါလေဟုတ်လားခေါင်းကိုက်နေတဲ့တန်ကြရှင်သင်တတ်နိုင်သေးလားသူဟောက်လဲဘန်းပြူဟိုတန်ကလေဒီတိုင်းမှာဥစ္စလို့လဲဘေးသာဟောနေကြတာကို့အမေကဘလို့မှဟောမရဘူးအိမ်မှာလေအဲ့ဒါ ပြောကျင်တာကဘာလဲမေးရင်ပြေးတယ်သရတရားခိုင်မိုင်မှချမ်းသာတာဟုတ်ပြီလားသရတရားမခိုင်မိုင်မချမ်းသာအဲ့တော့ဥဒ္ဓနောဂဏိခင့်မှာသရတရားကိုပြေးတယ်မခိုင်မအောင်ရိမ့်ရန်အောင်လှုပ်နေတဲ့ဟာတွေအများကြီးရှိတယ်ဟုတ်ပြီနော်အာဥဒ္ဓနောယဟန်တန်ငါတွေနဲ့ပတ်သက်ပြီးတော့လေသရတရားပြက်စရာတွေတချို့ကအခုဂဏိခေတ်ဆိုပို့ဆိုတာဘာ Facebook တွေဘာတွေပေါ်လာတော့လေ ယဟန်နေကြောင်မကောင်းတာရေးလိုက်မယ်ဆိုရင်တချို့သရတရားမခိုင်းနဲ့လို့ပြက်မသွားနိုင်ဘူးလားပြက်သွားနိုင်တယ်ဟုတ်ပြီလားသရတရားပြက်သွားနိုင်တယ်အဲ့တော့ခိုင်ကြဖို့လေးပြောတာပါကောင်းတာမကောင်းတာသူတို့လို့ပဲသူမကောင်းတာကြီးကိုကိုကနေစိတ်မကောင်းမဲနဲ့ပြိတဲ့ဒေါသဖြစ်ပြီးတုံ့ပြန်မယ်ဆိုကိုဘာပြိတဲ့လူမကောင်းတဲ့ထဲပါသွားမှာပဲဟုတ်ပြီနော်မင်းကိုဆရာတော်ကြီးပြောတာရှိဘူးတယ် ကိုယ်အိမ်ရှိမှကြွလာတဲ့ယဟန်တပါဘယ်လိုပုံစံပဲဖြစ်ဖြစ်လောင်းလူနိုင်ရင်လောင်းလူလိုက်ပါမလောင်းလူနိုင်တဲ့လက်အုပ်ကြီးပြီးကတော်စွန်းလို့ပြောပြလိုက်ပါအတုပဲအညံပဲဘုန်းကြီးရုပ်ပဲဘုန်းကြီးစုပ်ပဲဆိုပြီးတော့ဆဲတာဆိုတာကျိန်းတာမောင်းတာမလုပ်ပါနဲ့ဟုတ်လားဘာဖြစ်လို့တို့ပြီးတော့ကိုကူးကွယ်နေတဲ့ဖရာတောင်ပဲဖရာအစ်စ်မှာမဟုတ်ဖဲတဲ့ဖရာအတုကြီး ကဲဦးဇင်းတို့သူတော်ကောင်းတို့ရဲ့အိမ်မော်ကြောင်းပေါ်မှာရှိတဲ့ဖယားကသက်ရှိထင်ရှားဟုတ်သေးလားဖယားစစ်ကိုအာယုံပြုတ်ပြီးတော့မှရှစ်ခိုးကြကိုးကွယ်ကြရတာမို့လားတန်ငါကုံအာယုံပြုတ်ပြီးတော့ရှစ်ခိုးလိုက်မယ်ကိုးကွယ်လိုက်မယ်ဆိုသတော်ကောင်းတို့တို့တွေအကျိုးရုပ်เสียရာရှိလားမရှိဘူးသတော်ကောင်းတို့သာသနာနောက်ပိုင်းကာလရောက်သွားပြီဆိုရင်လိန်ခသာသနာတဲ့လိန်ခဆိုတာအသွင်ပြင်ကိုပြောတယ် ဒီအသွင်ပြင်းတွေကတဖြည်းဖြည်းနဲ့ကွဲကွယ်သွားတယ်မှာဘယ်လောက်ထိအောင်ကွယ်မလဲမင်းအောက်ကဘောင်းမီနဲ့ပဆိုးနဲ့ပေါ်ကအုတ်ထုံနဲ့ဟုတ်လားတိုက်ပုံနဲ့အိမ်ကြီးနဲ့ဖြစ်သွားမှာတဲ့ဒါဆိုရင်ယဟန်ဆိုတာဘယ်လိုပုံကိုလဲလို့လိုက်ပြီးတော့မေးလိုက်တဲ့အခါလယ်ဘေးမှာသင်္ကန်းစုပ်လေးပတ်ထားတာလက်မှာသင်္ကန်းစုပ်လေးခြည်ထားတာအဲ့ဒါကြည့်ပြီးတော့မှဒါယဟန်ပဲလို့သတ်မှတ်ရမှာတဲ့အဲ့ဒီအနေထားနဲ့အခုအနေထားရှင်းကြည့်သူတော်ကောင်းတို့တို့လေအများကြီးအသာသေးတယ်နော်အများကြီးသာသေးတယ်ဟုတ်ပြီလား စွန်လေးကတ်ရှင်တို့ဘုန်းကြီးလိုက်ရှာဘုန်းကြီးကမသားနဲ့မရနဲ့လဲထုံရင်ထုံနေမယ်ဈေးရောက်ရင်ရောက်နေမယ်ပေါ့ဗျာအဲ့ဒါမျိုးဘုန်းကြီးကိုသွားစွန်ကတ်ရမှာတဲ့ဟုတ်ပြီလားအဲ့ဒီနေထားနေစာရင်အများကြီးမသားဘူးလားစိတ်ထားလေးတွေထားတတ်ဖို့ပြောတာပါသရတရားတွေခိုင်ဖို့ပြောတာသူများရိုင်းနေတာနဲ့သူများရိုင်းအောင်လာနှဲ့တာနဲ့ရိုင်းမသွားကြနဲ့သူတော်ကောင်းတို့ဟုတ်ပြီလား